အာစီကျော်စွာ ဆိုတဲ့အကောင့်ကနေစာစုလေးတစ်ခုပို့လိုက်ပြီးတော့တရားလေးနဲ့ဆက်ရှင်ပြီးပြောပြဖို့တောင်းဆိုလာပါတယ်။ဘုန်းကြီးတန်နိုင်သမျှပြောပြခြင်းပါတယ်။မိသားစုရှိတဲ့သူတိုင်းရှိတဲ့သူတိုင်းမိသားစုနဲ့နေတဲ့သူတိုင်းဟာမိမိတို့အသက်အရွယ်နဲ့ကန့်ညီစွမ်းဆောင်နိုင်တဲ့တာဝန်များကိုယူကြဖို့တင်တယ်။ကိုယူထားတဲ့တာဝန်တွေကိုလည်းကြေပွန်စွာ ထားဆောင်သင်ကြတယ်ခုလိုကာလဇိုးကြီးထဲမှာအသက်ရှင်သန်မှုဆိုတာရုံးကံစူးစမ်းနေရတာမလွယ်ဘူးကိုမိသားစုမှလည်းမလွယ်သလို အခြားမိသားစုတိုင်းမိသားစုတိုင်းမှလည်းလွယ်ကြမှာမဟုတ်ပါဘူးကိုမတိရမမြင်ရတာပဲရှိမှာပါဒါကြောင့်ခုလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာဖခင်ကဖခင်အလိုက်မိသားစုကို လုံခြုံအောင်ပြည်လေအောင် ခေါင်းဆောင်ပြီးတော့ကြိုးစားနေရသလိုမိခင်တွေကလည်းမိခင်အလိုက်ထိန်ထိန်သိမ့်သိမ့်စုစုဆောင်ဆောင်စီမံနေကြရတယ်ဒီလိုအချိန်မှာသားသမီးတွေကဖုံးတွေဂိမ်းနေနဲ့အချိန်တွေကုန်ပြီးတော့မနေသင်ဘူးကိုအသည့်ကိုအရွယ်နဲ့လိုက်ဖက်တဲ့ကိုစွားနိုင်တဲ့ဘက်ကတာဝန်ယူပြီးတော့မိသားစုကိုကူညီသင့်ကြတယ်မိသားစုဆိုတဲ့လက်ကြီးကိုရှေ့ကနေရုံးကန်ဆွဲနေရတဲ့ ဖခင်ဆိုပါတော့မတော်တဆများသူချေချောလဲကြသွားမယ်ဆိုရင်ဝန်ဒီနဲ့လက်ကြီးကိုဝိုင်းတွန်းနေကြရတဲ့မိခင်နဲ့သားသမီးတွေလည်းအခက်အခဲတွေများစွာဖြစ်သွားနိုင်တယ်။ကိုဟာတခြားသူတွေရဲ့မျက်စီထဲမှာအမိုက်တမြင်မျက်ပင်တစ်ခုလိုငြင်းချင်းမြင်နေပါစီ။ကို့မိသားစုအတွက်တော့ကောင်းဝင်ကြီးလိုမိုးပေးနိုင်သူမြေကြီးလိုတောင့်ခံပေးနိုင်သူရေတွေလိုအေးမြမှုကိုပေးနိုင်သူ ကိုယ့်မိသားစုအတွက်မီးလိုနှွေးထွေးမှုကိုပေးနိုင်သူဖြစ်အောင်ကြိုးစားကြရမယ်။မိသားစုတစုမှာယောက်ျားတစ်ယောက်အနေနဲ့အသက်ရှင်နေရတဲ့အချိန်ဟာတာဝန်ယူစိတ်ရှိရမယ်။မိသားစုတစုမှာမိန်းမတစ်ယောက်အနေနဲ့အသက်ရှင်နေချိန်မှာတာဝန်ကြည်ဝန်မှုတွေရှိရမယ်။အိမ်တော်ဦးစီးယောက်ျားတစ်ယောက်အယံပင်မနေရပြီဆိုရင်နောက်မှာညံဖျင်းတဲ့မိန်းမတစ်ယောက်နဲ့သားသမီးဇိုးတွေ ရှိနေလို့ဖြစ်တတ်တယ်။အိမ်အောင်တိုင်းမိမတယောက်အယံပင်မနေရပြီဆိုရင်လေသူ့နောက်မှာတာဝန်ယူစိတ်မရှိတဲ့ယောက်ျားတယောက်နဲ့မလိမ်မာတဲ့သားသမီးဆိုးတွေရှိနေလို့ဖြစ်တတ်တယ်။မိသားစုတစ်ခုမှာ အမေနဲ့အဖေအယံပင်မနေရပြီဆိုရင်လေသူတို့ရဲ့နောက်မှာမိဘကျေးဇူးမတိတတ်ကြတဲ့မလိမ်မာကြတဲ့သားသမီးဆိုးတွေရှိနေတတ်ကြလို့ပါပဲ။စာသင်နေရမဲ့ ်ကလေးတွေအရွယ်ပါသားသမီးတွေအရန်ပင်မနေရပြီဆိုရင်လေသူတို့ရဲ့နောက်မှာအိမ်နဲ့မတူတဲ့မိသားစုတွေရှိနေကြလို့ပဲကိုယ့်ရဲ့မိသားစုမှာကိုဟာနာမည်ခေါ်ဖို့တခုတည်းအတွက်ရှိနေရတာမဖြစ်ပါစေနဲ့မိသားစုတစုလုံးကမိသားစုဝန်တိုင်းရဲ့ရှိနေမှုကိုလူလာနေကြတယ်ဆိုတာသိထားပါတဲ့ညီလက်ညီမိသားစုဝန်တိုင်းညီညာညာကြိုးစားရုန်းကန်ကြမှာသား အောင်မြင်တဲ့မိသားစုလေးတခုဖြစ်လာမှာဘလုံးအတင်းတင်းအောင်မြင်ဖို့ဆိုတာလဲနောက်တန်းအလေတန်းရှေ့တန်းဆိုတဲ့ညီညွတ်မှုရှိမှသာအပေးအယူတွေမျှနေမှသာအောင်မြင်တဲ့ဘလုံးအတင်းတင်းဖြစ်လာနိုင်တယ်ဆိုတာအားလုံးသိထားကြရမယ်မိကုံးကျုပ်ပြောခဲ့ကျင်တာကတော့ဘယ်တော့မှကိုကြောင့်ကိုမိသားစုဆင်းရဲဒုက္ခမရောက်ပါစေနဲ့ကိုဟာမိသားစုဆင်းရဲစေတဲ့ပါဇူသမီးစိုးတွေ ဖြစ်ကြပါစေနဲ့လို့ပြောကြခြင်းပါတယ်မိသားစုမှာတိတတ်တဲ့အရွယ်ကစလို့ကိုယ်တော်ဝန်ကိုကိုယ်ယူနိုင်အောင်ကြိုးစားကြရမယ်လို့ပြောကြရင်းနဲ့ညီကုန်းချုပ်ခြင်းပါတယ်